လူခေါ်စရာမလိုပတ်စံထုံလို့ရတဲ့ဂိတ်ပေးပံကစီစရာမလိုပဲနဲ့ပတ်စံထုံလို့ရတဲ့ဂိတ် KB ဝေပေတူနဲ့ပတ်စံထုံလို့ရတဲ့ဂိတ်လူခေါ်စရာမလိုပေးပံကမလိုပဲနဲ့ KB ဝေပေတူနဲ့ပတ်စံထုံလို့ရမယ့် EPP လေးတစ်ခုပဲဖြစ်ပါတယ်ပတ်စံထုံရမှာဆိုရင်ဘယ်နိုင်ငံမှာနေနေမြန်မာနိုင်ငံမှာနေတဲ့သူတွေဆိုရင်တော့မပေးပံကမလိုပဲနဲ့ KB ဝေပေတူနဲ့ပတ်စံထုံလို့ရမှာဖြစ်ပါတယ် ကေပေဝေပေတို့နဲ့ဖလူထုံလို့ရမလဲဆိုတော့လေးကိုကျွန်တော်ဗီဒီယိုထဲမှာအသေးစိတ်ပြောပြပေးတော့မှာဖြစ်တာကြောင့်မလို့ဗီဒီယိုလေးကိုအစုတ်တိမကြည့်ပဲနဲ့မဝေဖန်ဖို့ကျွန်တော်ပြောချင်းပါတယ်။ Okay ကျွန်တော်အခုပြောပြပေးမယ်ဂေးလေးကဆိုရပေါ့နော်ဒီမှာ100ဒေါ်လာထုတ်ယူထားခြင်းကဆိုရကိုလူတို့အနေနဲ့တိတ်တိတ်ကိုလည်းမြည်တွေ့ရမှာဖြစ်ပါတယ်။ပတ်စံထုတ်ထားတဲ့သူတွေကိုကျွန်တော်ဖလူကေပေဝေပေတို့နဲ့ထုတ်ပြပေးထားလဲဆိုတော့လေးကိုကျွန်တော်ဒီပိုလေးထဲမှာတိတ်တိတ်နဲ့တကွာပြပေးထားမှာဖြစ်ပါတယ်။ဒီပိုလေးရဲ့လေးကိုလည်းကျွန်တော်ရဲ့ comment အောက်မှာ တော့လက်ချပေးထားမှာဖြစ်ပါတယ်ကိုလူတို့ကအလွယ်တကူဝယ်ရောက်ကြီးစုလို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်အခုပြောပြပေးမယ့် app လေးကဆိုရင်တိုက်ခလေးဆိုတဲ့ဒီ app လေးပဲဖြစ်ပါတယ်အခုချိန်ဒီလောကတရားရခိုင်နှုတ်ပေးနေဆက်ဖြစ်ပြီးတော့ပတ်စံထုံးရမှာဆိုရင်လည်းပဲပေးပန်ကောင်းစီစီရမလို့လူခေါ်စရာမလိုပဲနဲ့ပတ်စံအလွယ်တကူထုံးလို့ရတယ်ဂိလေးတကူပဲဖြစ်ပါတယ်ဒီတိုက်ခလေးဆိုတဲ့ app လေးကိုရယူမယ်ဆိုရင်ကိုလူတို့ဖုန်းထဲမှာစီတဲ့ဒီဘူပေလေးတကူကိုကွန်နက်တဲ့အရေးလုံပေးထားလိုက်ပါကွန်နက်တဲ့လုံပေး ထားလိုက်ပြီးဆိုရဲကျွန်တော်ပေးထားတဲ့လေးကောင်ဒီတစ်ချေဝေလိုက်ပြီးဆိုရင်ဒီ Google Play ဆိုတဲ့မှာဒီတိုက်ခလဲဆိုတဲ့ APP နိုင်တဲ့ logo လေးကိုတေချာကြည့်ပြီးတော့ install လုပ်ပေးလိုက်ပါလို့အခုချိန်ထိလောက်ဝတရားရခိုင်တော့ပေးနေစက်ဖြစ်ပြီးတော့ပတ်စံထုတ်ရမှာဆိုရင်လူခေါ်စရာမလိုဒီတိုက်ခလဲဆိုတဲ့ APP လေးကောင်ကိုလူတို့အနေနဲ့လူခေါ်စရာမလိုပေးပံကောင်စစ်စရာမလိုပဲနဲ့ပတ်စံထုတ်ရမှာဆိုရင် KP WP တို့နဲ့အလွယ်တကူထုတ်လို့ရမှာဖြစ်ပါသည်အခုချိန်ထိလောက်ဝတရားရခိုင်တော့ပေးနေစက်ဖြစ်တဲ့ APP လေးတ ခုဖြစ်တာကြောင့်မလို့ဒီထက်ကနေပတ်ဆက်ဒီထက်ကနေပတ်ဆက်စားတဲ့အခါမှာလောကမကြောက်ဘူးလဲကျွန်တော်ကအကြံပေးချင်းပါတယ်။ Okay တိုက်ခရစ်ဆိုတဲ့ APP လေးထက်ကနေပတ်ဆက်ထုံးမယ်ဆိုရင်ကိုလူတို့ကအနည်းဆုံး100ဒေါ်လာကနေစတဲ့ထုံးလို့ရမှာဖြစ်ပါတယ်။ဒီဂိမ်းလေးထက်ကနေ100ဒေါ်လာမပြည့်မချေကိုလူတို့ကစားပေးမယ်ဆိုရင်ပေါ့နော်တကယ်လို့100ဒေါ်လာပြည်သွားတဲ့အခါမှာဆိုရင်ကိုလူတို့အနေနဲ့ပတ်ဆက်ရရှိလာမယ်ဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ Okay ဒီဂိမ်းလေးရဲ့အတုံးပြပုံလေးလေးကိုကျွန်တော်တို့တက်ချေသွားမယ်ပေါ့နော်။အပေါ်မှာဆိုရင်ကျွန်တော်တို့ ဒီမှာ AD ဂိမ်းဒီဂိမ်းလေးကဆိုရဲကျွန်တော်တို့သူပေးထားတဲ့မီနီဂိမ်းလေးတွေကိုကစားပြီးတော့ကိုလူတို့ပတ်စံဆောင်လို့ရမှာဖြစ်ပါလေဒီမှာဆိုရဲကျွန်တော်တို့အဝိုင်းလေးကဒီကောင်လေးကလည်းနေမှာဖြစ်ပါလေပေါ့နော်ကျွန်တော်မဆွေဒီမှာလှိုင်းမကောင်းတာမို့လို့ဒီကောင်လေးတွေကပေါ်တာနောက်ကျတယ်ပေါ့နော်ဒီမှာသူပေးထားတဲ့ဒီဂိမ်းလေးတွေကိုကိုလူတို့ကကစားလို့ရရလို့ပေါ့နော်မကစားလဲရမှာဖြစ်ပါလေဒီလိုမကစားပဲနဲ့ကျွန်တော်တို့ကအပေါ်အောင်ဒီလိုဆွဲပြီးရောင်းနေတဲ့ဘီနာကကျွန်တော်တို့ဒီမှာအဝိုင်းလေးကပြေးလာမှာဖြစ်ပါလေဒီအဝါဒန်းလေးကကျွန်တော်တို့ပြေးလာပြီဆိုရဲပေါ့နော်ဒီကောင်လေးတပတ်ပြေးသွားတဲ့အခါ ါမှဆွဲ꽌လေးတွေရရှိလာမှာဖြစ်ပါတယ်။ Okay ဥပမာအနေနဲ့ပြပေးတာမို့လို့အပြေကိုပြထွေးလိုက်ပါမယ်။ဒီမှာဆွဲကျွန်တော်တို့နောက်ထပ်တစ်ခုကဒီကောင်လေးထက်ကိုတစ်ချေဝဲကြည့်မှာပေါ့နော်။ဒီမှာဆွဲသူပေးထားတဲ့ဒီဖိုတိုလေးတွေပဲဖြစ်ပါတယ်။ဒီကောင်လေးတွေကကျွန်တော်တို့ဒီအတုံးတော့မဝဲဘူးပေါ့နော်။ဟုတ်ပြီနောက်ထပ်တစ်ခုအနေနဲ့ဒီမှာကျွန်တော်တို့ဒီစပယ်ပေါ့နော်။ဒီကောင်လေးကိုကျွန်တော်တို့လှဲမယ်ဆိုရင်ဒီဘူပေခံထောင်းမတာအစပြေမှာဖြစ်ပါလိမ့်။ဘူပေခံထောင်းမတာကျွန်တော်တို့ကဒီထက်ကနေစပယ်လေးတွေကိုလှဲလို့ရမှာဖြစ်ပါလိမ့်။ဒီမှာကျွန်တော်တို့က AD ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကြုံညာကြည့်ပြီးတော့ဒီထက် ကနေစပယ်လေးတွေလှည့်ပြီးတော့ကွိုင်းလေးတွေစောက်ပြီးလို့ရမှာဖြစ်ပါတယ်သူကဆွေတနေ့ကိုကျွန်တော်တို့ကငေါကြေးပေးထားမှာဖြစ်ပါတယ် okay ဒီထဲကနေကျွန်တော်တို့ခရီးလေးတွေကစားမဲ့ဆိုရင်ဒီမှာပလေးဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆိုရင်သူပေးထားတဲ့ခလေးခရီးလေးတွေကိုကျွန်တော်တို့ကစားပြီးရုံနဲ့ပတ်ဆိုင်ရစီမှာဖြစ်ပါတယ်ဒီမှာတူညီတဲ့အရာလေးတွေကိုကျွန်တော်တို့ကဒီမှာလင်းနဲ့လိုက်နှိပ်ပေးရုံနဲ့ကိုလူတို့ဒီခရီးလေးကိုပေါ့နော်အနိုင်ရစီမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဒီထဲကနေအနိုင်ရစီလို့ဒီကွိုင်းလေးတွေရစီလာတဲ့အခါမှာဆိုရင်ပေါ့နော်ကိုလူတို့ကကြော်ညာကြည့်ပြီး ီတော့စာတို့နဲ့ရယူလို့ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဥပမာအနေနဲ့ဂိတ်လေးတစ်ပွဲကိုကျွန်တော်ဆော့ပြပေးမှာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်တို့ဒီလိုဂိမ်းလေးပြီးသွားတဲ့အခါမှာဆိုရင်ဒီမှာဘက်တူရီအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာအနိုင်ရရှိထားတဲ့ quality လေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါလိမ့်ကျွန်တော်တို့ကဒီ quality လေးတွေကိုဆောက်သူအနေနဲ့ငေါဆော့ရောက်ယူခြင်းနဲ့ဆိုရင်ဒီမှာသူပေးထားတဲ့ကလေးဆိုရဲ့နေရာလေးကိုနှိပ်ပြီးတော့ကြောင်ညာကြည့်ပြီးတော့ကိုလူတို့အနေနဲ့ငေါဆော့ရောက်ယူလို့ရမှာဖြစ်ပါလိမ့် okay ဒီထဲကောင်းလေးကျွန်တော်တို့ quality လေးတွေရောက်ယူမယ်ဆိုရင်ပေါ့နော်ဒီမှာဆောက်သူအနေနဲ့ရောက်ယူခြင်းနဲ့သူတွေဆိုရင်ကြောင်ညာကြည့်ပေးလိုက်ပေါ့ကျွန်တော်ကတော့ဒီမှာဥပမာအနေနဲ့ပြပေးတော့မို့လို့ဒီအောက်က normal ဆိုတဲ့နေရာလေးကို နိုင်ပြီးတော့ကျွန်တော်တို့ဒီရရှိထားတဲ့ဒီ꽌ထောက်ချောင်းရောက်ကြကိုပဲကျွန်တော်ရယူပေးလိုက်မှာဖြစ်ပါတယ်။ Okay ဒီလိုနီးနဲ့ကျွန်တော်တို့က꽌လေးတွေဆောက်ပြီးလို့ရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်ပြပေးတော့မို့လို့ပေါ့နော်ကျွန်တော် house ရဲ့နေရာလေးကိုနိုင်ပြီးတော့အပြေကိုပြန်ထွေးပေးလိုက်ပါမယ်။ဒီထဲကနေကျွန်တော်တို့ပတ်စံထုတ်တဲ့နေရာကနှစ်နေရာပါဝင်မှာဖြစ်ပါတယ်။ပထမနေရာကဆိုကျွန်တော်တို့ဂိတ်ဆုံးတဲ့တူတွေဆိုရင်အနည်းဆုံး100ဒေါ်လာကနေစတင်ထုတ်လို့ရမှာဖြစ်ပါတယ်။တကယ်လို့ဂိတ်မဆိုးချင်တဲ့တူတွေကျွန်တော်တို့ A5 flint လုပ်ပြီးတော့ပတ်စံစာကျင်တဲ့တူတွေဆိုရင်ဒီအောက်ကလူပုံစံ လေးကိုတစ်ချင်နှိပ်ပြလိုက်ပါနှိပ်ပြလိုက်ပြီးဆွဲဒီညာလုံးမှာကျွန်တော်တို့က ever flip တွေလုံးလို့ရမှာဖြစ်ပါတယ် okay ever flip လုံးလို့ရရှိလာတဲ့ဒီ coin လေးတွေကိုကျွန်တော်တို့ကဒီမှာဒီကောင်လေးကိုတစ်ချင်နှိပ်ပြလိုက်ပါဒီအောင်ကလူတွေနောက်ဆွဲနေရာလေးကိုတစ်ချင်နှိပ်ပြလိုက်ပါဒီကျွန်တော်တို့ ever flip လုံးတဲ့သူ့တွေဆွဲပုံတော့အနည်းဆုံး2ဒေါ်လာကနေစတဲ့ထုံးလို့ရမှာဖြစ်ပါတယ်2ဒေါ်လာပြည်တော်နဲ့ကိုလူတို့ကဒီထက်ကနေ ever flip လုံးတဲ့သူ့တွေဆွဲရပုံတော့စတဲ့ထုံးလို့ရမှာဖြစ်ပါတယ် okay ဒီထက်ကနေကျွန်တော်တို့ပတ်စပ်ထုံးတဲ့နီလန်းလေးကိုတွားမယ်ပုံတော့ ဒီထက်ကနေဒီပေးပတ်ကမစီဘဲနဲ့ KP ဝီဒီယိုနဲ့ဘလို့ထုံးမလဲပေါ့နော်။ Okay ဒီမှာ withdraw ဆိုရင်နေရာလေးကိုတချင်နေပြလိုက်ပါ။တကယ်လို့ဒီထက်ကနေကျွန်တော်တို့ကပေးပတ်ကမစီတဲ့သူတွေဆိုရင် KP ဝီဒီယိုနဲ့ပတ်စံဘလို့ထုံးမလဲပေါ့နော်။ဒီလိုထုတ်ဖို့ဆိုရင်ကိုလူတို့ကပတ်စံထုံးမဲ့ပမာဏလေးတွေကိုအပြီးထောက်ဖို့လို့လိုပါလိမ့်။ဒီမှာအ ਨੇ ဆုံးသူက100ဒေါ်လာထုတ်ခွင့်ပေးမှဖြစ်တာကြောင့်မလို့ဒီအပေါ်မှာကျွန်တော်တို့က100ဒေါ်လာပြီးနေမှတော့ကိုလူတို့ကပတ်စံထုံးလို့ရမှာဖြစ်ပါလိမ့်။ဒီနေရာလေးမှာ100ဒေါ်လာပြီးတာနဲ့ပေါ့နော်။ကိုလူတို့က ကဒီပေးပယ်လေးကိုတချေထားပါဒီမှာ100ဒေါ်လာလေးကိုတချေထားပါထောင်းလိုက်ပြီးဆိုရင်ဒီအောက်ကချဲအောင်နောက်ဆိုရင်နေရာလေးကိုတချေနှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီပေးပယ်ကောင်ဂျီမေးထဲတဲ့နေရာလေးကိုရောက်စီလာမှာဖြစ်ပါလိကိုလူတို့က KB ဝေပေတို့နဲ့ပတ်စပ်ပြထုံးမှာဖြစ်တာကြောင့်မလို့ပေါ့နော်ပေးပယ်ကောင်လောကမဖွင့်ရသေးတဲ့ဂျီမေးလေးကိုထဲပေးရမှာဖြစ်ပါလိဒီလိုပေးပယ်ကောင်လောကမဖွင့်ရသေးတဲ့ဂျီမေးလေးကိုထဲပြီးတော့ကျွန်တော်တို့ရဲ့ဂျီမေးအကောင့်လေးထဲကိုလိတ်ကျောင်းလာမှာဖြစ်ပါလိโอเคကျွန်တော်ဥပမာအနေနဲ့ပြောပြရမယ်ဆိုရ ရဲ့ဒီမှာကျွန်တော်တို့ရဲ့ဒီ Gmail account လေးထက်ကိုပေါ့နော်ဒီလိုလေလေးကြောက်လာမှာဖြစ်ပါလိဒီလိုလေလေးကြောက်လာပြီဆိုရင်ကျွန်တော်စီကိုဒီလိုဆက်ခွဲဆောင်နဲ့လာပြပြီးတော့ကိုလူတို့ကဒီ KB ဝေဘီတို့နဲ့ပတ်စပ်အလွယ်တကူပြတ်ထုံးလို့ရောက်မှာဖြစ်ပါလိ Okay အခုချိန်ဒီလဲ low up တရားရခိုင်နှုတ်ပြီးနေစဖြစ်တဲ့ဒီ app လေးထက်ကနေကိုလူတို့ရုပ်ရုပ်ကြည့်နဲ့ပတ်စပ်ဆောင်မယ်ဆိုရင်ပတ်စပ်ထုံးတဲ့ account မှာကိုလူတို့ကတကယ်ရောက်စီလာမှာဖြစ်ပါလိ Okay နောက်ထပ်တနည်းအနေနဲ့ကျွန်တော်တို့ FFA လုတ်တဲ့သူတွေဆိုရင်ဒီမှာလူပုံစံလေးကိုတစ်ချိန်နဲ့ပေါ့ဒီအပေါ်ကကွိုင်လေးကိုတစ် ချင်းနှိပ်ပါဒီအကလူတွေနောက်ဆွေနေရာလေးကိုတချင်းနှိပ်ပါဒီနေရာလေးမှာကျွန်တော်တို့တူးတော်လာပြီးပြီဆိုတော့နေပေါ့လို့ဒီထက်ကနေဒီပေးပန်ကောင်စီတဲ့သူတွေဆိုရင်တူးတော်လာနဲ့ထုတ်ပေါ့နော်တကယ်လို့ပေးပန်ကောင်မစီတဲ့သူတွေဆိုရင်ဒီထက်ကနေကျွန်တော်တို့ကဒီ9ဒေါ်လာပဲဖြစ်ဖြစ်ပေါ့နော်ဒေါ်လာ20ကနေဖြစ်ဖြစ်ကျွန်တော်အထုတ်ပြီးမှဖြစ်ပါတယ်โอเคဒီထက်ကနေကျွန်တော်တို့ကပတ်စံထုတ်တဲ့အခါမှာဆွေကိုလူတို့တကယ်လို့ဒေါ်လာဝယ်တဲ့သူတွေစီကိုစိတ်တွေ့ပါပေါ့နော်တကယ်လို့စိတ်တွေ့လို့မရတဲ့အခါမှာဆွေကျွန်တော်စီကိုလာပြီးတော့လေစိတ်တွေ့လို့ရမှာဖြစ်ပါတယ်ကျွန် ော်ကိုယ်တိုင်လည်းတရားရခိုင်နှုတ်ပတ်စံထုတ်ပြီးမဲ့ APP လေးတစ်ခုဖြစ်တာကြောင့်မလို့ recommend ပေးချင်ပါလေနောက်တဲ့ video မှာကျွန်တော်တို့ပြန်လည်ဆောင်တွေ့ကြပါမယ်